အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာချက်ကလေးရေးသားတဲ့ဒုက္ခိတအုပ်စုဆိုတဲ့ဝိထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်အခန်း1တန်းကြွယ်မှာ အသက်22နှစ်ခန့်ရှိ၍အသားဖြူဖြူလူကျော်ကလေးတယောက်ဖြစ်သည် သူမှပြောစရာတခုတည်းရှိ၏တန်းကြွယ်သည် ရုံးတရံကားစိတ်သို့လျှောက်လာခဲ့လေသည် ဂျုံတို့ဝင်စဉ်က အောက်တန်းစည်းကလေးမျှသာဖြစ်တော့လေယခုအခါအထက်တန်းစည်းကလေးဖြစ်နေပြီ။သူမှနှမသားချင်းမရှိမယားကြီးစားလည်းမရှိ ရှိစုမဲစုအမေတယောက်သာလှုပ်ကျွေးနေရလေသည်။တူဦးတဲ့တော့သားမဟုတ်တော့လေသူ့အထက်ကလေးမှာ လေးလာသားခန်းကပင် ဆုံးငယ်လေသည်။သူ့အမေမှာ အိမ်နှလုံးပိုင်၍အိမ်လာကမှာတန်းကျယ်လာကထက်ပင် များရောက်ရောက်ဖြစ်ရာတန်းကျယ်မိမယူလင်းလေ ဘာမှကန့်ကွက်မီမဟုတ်ချေတန်းကြွေဤအလိမ္မာကိုယုံကြည်၍တန်းကြွေဘာလုံးလုံးအကောင်းကြီးမှတ်ခဲ့လေသည်တန်းကြွေမှာတန်းတန်းရှင်းရှင်းနေတည်း၍လူကျော်ကလေးတယောက်ဖြစ်သည်သူ့မှာပြောစရာတစ်ခုတည်းရှိ၏တန်းကြွေကားစိတ်သို့ရောက်သောအခါလူ15ယောက်ခန့်ကားဆောင်နေကြသည်ကိုတွေ့ရလေသည်음ကားတော်တော်နဲ့ရမှာမဟုတ်ဘူးတပ်ပြင်းကလေးချလိုက်ကတန်းကြွေသည်လူအုပ်အနောက်၌ရက်လိုက်ရာသူ့ရှေ့နားမှာ ကားဆောင်ရင် စကားလက်ဆောင်ကြနေသောမိန်းကလေးနှစ်ယောက်ကို မြင်မိတော်သည်တယောက်မှာအိမ်အောင်တယ်ဖြစ်ဟန်ရှိ၏ကြံတယောက်မှာအပြိုဖြစ်ဟန်တူလေသည်ဒူပြိုသည် အပြိုကိုစိတ်ဝင်စားရမည်ဖြစ်သည့်အတိုင်းတန်းကျဲမှာကလေးမကို မကြာခဏခိုးကြည့်နေမိ၏ထမိန်အဖြူပေါ်ဝဲအစိမ့်ပွင့်ကလေးများနှင့်လုံကြီးနိုင်လွန်လက်ပြတ်တွင်ကလေးများကစားသောစက်ကူလေးမြန်ဥဋ္ဌိတ်ကလေးကွဲနေသည့်နှင့်တူသော ခောက်ထားသည့် လက်အနာဘတ်တို့ကို ပထမမြင်၏ထို့နောက်လင်၍လင်၍ရှုံနေသောအမောက်ကောက်ကောက်ကလေးနှင့်ပန်းအဝါတပွင့်ကိုမြင်သည်ထို့နောက်တခါကြည့်တွင်လက်ထဲကဆွဲထားသောလွယ်အိတ်ထဲတွင်တဘူးကောင်းကလေးမဂ္ဂဇင်းစာအုပ်နှစ်အုပ်ခန့်မြင်လိုက်ရပြန်သည်နောက်ဆုံးတခါတွင်ခါးကညက်ထားသောလက်ကင်ဘွားအစိမ်းကလေးကိုမြင်လိုက်ရပြန်၏ဘတ်စကားသည်ရုတ်တရက်ထိုးဆိုင်လိုက်လေသည်လူတွေရိုးရိုးတက်တက်ဖြစ်နေစဉ် တန်းကျဲသည်ကလေးမဘက်သို့မျက်စိရောက်သွားပြန်လေသည်ဟင်လက်ကင်ဘဝကလေးမှမြေကြီးပေါ်တွင်ရွရွကလေးစံပယ်နေလေသည်တန်းကျဲသည်ဖြက်လက်စွာပင်ပြေးကောက်လိုက်၍ကားပေါ်တက်မီပြူနေသောကလေးမကိုဒီမှလက်ကင်ဘဝဟု ဆိုကာလှမ်းပေးလိုက်ရာကလေးမသည် နောက်ပြန်လှည့်လိုက်ပြီး လက်ကင်ဘဝကိုလှမ်းယူလိုက်လေ၏ကျေးဇူးတင်ပါတယ်ရှင် မျက်လုံးဝိုင်းဝိုင်းနဲ့တစုံသည်တန်းကျွေဤ အသည်းမွာကို ရှာနှင့်ရက်သွားပြီးသည်ဤအစုံနိုင် ခလေးမသည် ကားပေါ်တက်သွားလိမ့်ဤမိန်းကလေးနှစ်ယောက်တက်ပြီးနောက်ယောက်ျားခရီးသည်များဝိုင်းအောင်တက်လိုက်ရာတန်းကျယ်ဖို့ဤကားဝင်နေရာမရှိတော့ပြီတနေ့လုံးရုံးတွင် ခလေးမကိုမေ့ပြောက်သလိုလိုရှိနေတော့လေအိမ်ပြန်ရောက်၍ညာရီခါနီးဝယ်ခလေးမ၏ယူပါယုံသည်တစေပမာ၆နေလေတော့သည်နွယ်နှောင်းသောကိုခန္ဓာလေးနှင့်ဝိုင်းဆက်နှက်မောင်သော မျက်လုံးဒီဟူသောဟင်းဝဲတာယာသောအတန်ဒီဟူသော စားကလေးကဆွတ်လိုက်သဖြင့်တန်းကြွေတရေတများများကြလာတော့၏တန်းကြွေ ရီစာမထားဘူးပါ စာရှုသူတို့ယုံမိမထင်ပါသို့တော့တန်းကြွေရီစာတဆိုးလေးဖြစ်ခဲ့သည်မှာ အမှန်ဖြစ်၏မိမမလိုချင်ယူလည်းမဟုတ်ပါကြိုက်တာရီမကြခဏတွေ့၏သို့တော့ရီစာမဖြစ်ခဲ့ပေနောက်ဆုံးတွင်ဖူးစာကန်းကိုသာ ဆွဆွဲရမည်ကဲ့သို့ဖြစ်ချေ၏တန်းကြွယ်မှာလူကျော်ကလေးဖြစ်ပါ၏သူမှာပြောစရာတစ်ခုတည်းရှိသည် ထိုပြောစရာကငငယ်ကလေးကတငယ်နာကျော်ဆွဲသည်ဖြင့်၂မိနစ်တခါလောက်မေးစီကလေးဇောင်းငန်းဇောင်းငန်းနှင့်ခေါင်းသည်ဘဲဘက်သို့လဲလဲသွားတက်လေသည် တခါတရံမြတ်သာအကျော်ဆက်ပြည့်၍၃မိနစ်တခါလောက်ဖြစ်တတ်သည် ထိုပြောစရာကလေးကြောင့်ပင်တန်းကျွယ်မှာကြီးစားစကားမပြောဝန်ခဲ့ရှာပါ ဤရဲ့ချက်ကြောင့်သူကိုမိန်းကလေးများမကြိုက်နိုင်ဟု သူမှတ်ထင်၏ထို့ထက်ကြီးစားစကားပြောနေရင်ခြားလေခြားလေနှင့်ဦးကောင်းရွရွသွားလင်နှုတ်ကစကားမှလည်းပြက်တောင်းပြက်တောင်းဖြစ်ရပေတော့မည်တန်းကြွယ်မှာလူကျော်ကလေးတယောက်ဖြစ်သည် သူမှာပြောစရာတစ်ခုတည်းရှိ၏ထို့ကြောင့်ကြီးစားမထခဲ့ဘူးပါအခန်းနှင့်နောက်နေ့ရုံးတက်ရန်ကားစိတ်သို့မျောလင်းချက်ကြီးစွာဖြင့်ထွက်ခဲ့ပြန်သည် သူမျောလင်းချက် ပြေးပါပြီ။ကလေးမသည်ယနေ့တော့တယောက်တည်းပင်ဘတ်စကားရက်ဆောင်နေသည်ကိုတန်းကျွေတွေ့ရလေသည်။မနေ့ကလက်ကင်ဘွားလေးကျေးဇူးကြောင့်ယနေ့တွင် လက်ကင်ဘွားရှင်ကလေးနှင့် စကားဆမီပြောရပြီတော်မူ။အ ਨੇ ဆုံးတော့အပြုံးပေးအပြုံးယူအတိတော်ဖြစ်ကြပြီတော်မူ။တန်းကျွေသည်ပြုံးစနေနေနှင့် ကောင်မလီနာရောင်ပေးရောင်ပေးနှင့်ကတ်သွားလျာကလေးမသည်တန်းကျွေကိုခြာကနေလှည့်ကြည့်လိုက်၏။ တန်းကြွယ်ဤရင်ထဲဝင်ဟိုကနေဖြစ်သွားကပြုံးရောင်ရောင်ပြုတ်လိုက်စဉ်ကလေးမသည်ခြာကနေပြန်လှည့်သွား၏တန်းကြွယ်မှလည်းဥကြောင်ကြောင်ဖြစ်သွားကမျက်နာကို ရှက်ရှက်နှင့်ဇက်ခနေတစ်ဖက်သို့လှည့်လိုက်ရာတစ်ဖက်မှလာနေသောအယူမတစ်ယောက်နှင့်မျက်နှာချင်းဆိုင်ပတ်ပင်းမှသွားဆုံမိလေ၏အယူမသည်ကျို့တို့ကြက်တဲ့နှင့်သွားကိုအစွမ်းကုန်ဖျဲလိုက်ကဟာဟာအကုနေကောင်းနေနော်ကျမလိုက်ခဲ့မယ်ဟု အယူရိုဘာသာဘာဝပြောကျင်ရာတွေလျှောက်ပြောနေလေတော့ရာတန်းကျွဲကစောစောကပြုံးစားနေနေဖြစ်နေတော့မျက်နှာကို အတင်းပြင်လိုက်လေသည်ဟေးဘာလဲသွားသွားအမဘာရမှာလဲအကိုကလဲတန်းကျွဲဤကောင်းကလေးသည်ထုံးစံအတိုင်းဘဲဘက်ထောင်းသို့ဆွဲလေသွားပြန်ပြီးမှဟေးယော့ယော့အာဒုက္ခပါပဲငါပြစီလည်းမရှိဘူးယော့ကွာဆယ်ပြားပဲယူသွားတော့ဟုတ်ပြောပြောဆိုဆို ပတ်စံဆဲပြားကိုပေးလိုက်မှအယူမသည်ဝမ်းမြောက်စွာလက်ခံယူရီမောလိုက်ပြီး လိမ်ပါတယ်ဟိအကိုလိမ်ပါတယ်တာရုတာရုအကိုကျမကိုပတ်စံဆဲပြားပေးလို့ကျမဆူတောင်းလိုက်မယ်အကိုနဲ့ဟောဟောအမနဲ့ညားပါစီတော့အယူမသည်ဆူတောင်းပြီးထွက်ပြေးသွားလိမ့်ဤတန်းကျွဲမှာအယူမဆူတောင်းကြောင်းထိတ်ခနဲဖြစ်သွားကအာနာစွာနှစ်ပင် ခလေးမဘက်သို့ကြည့်လိုက်မိတော်သည်ဟိုင် ူနဲ့အယူမတို့အရေးကိစ္စပေါ်နေစဉ်ပင်ဘတ်စကားတစည်းရောက်ပြီးဟန်တူ၏ဘသူမှမရှိတော့ပါအယူမက သူနှစ်ဆူတောင်းသွားသူမှာလမ်းတစ်ဖက်က သွားခေါ်ခေါ်နဲ့ဂေါ်ရင်ကြီးကလမာကြီးတယောက်သာဖြစ်ပါသည်တန်းကျွေသည်ခေါင်းရွက်လက်ရပြန်လေသည်တော်တော်ရှုပ်တဲ့အယူမယနေ့အဖို့တနေ့လုံးစိတ်မပျော်တဲ့ကဲ့သို့ညဘက်အရာဝင်ကနီးတွင်လည်းမတအိမ်ဆိုင်တွင်သလိုငိုရမလို့ကြီးရမလို့ဖြစ်နေရှာသည် ဘာကြောင့်ကလေးမသည် သူ့ကိုမကြည်ရသနည်းမကြည်ခြင်းလည်းနေပါအ ਨੇ ဆုံးတော့တချီးစာကလေးကိုဖော်ပြဖို့တော့တင်မီသည်ဟု သူယူဆသည်တော်တော်ရိုင်းတဲ့ကလေးမပဲမဟုတ်သေးပါ အပြိုစင်ကလေးမို့ရှက်သွေးပြခြင်းလည်းဖြစ်နိုင်ပြီတန်းကြွယ်ဤရင်ထဲတွင် လက်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 နေနောက်ဘေးအချင်းတရားခန့်သွားပြီးကစားဥပုပ်တယ်လို့ဖြစ်နေလေသည်ငိုရအောင်ကလည်းကြီးစားမဟုတ်ကြီးရအောင်ကလည်း အယူမဟုတ်နောက်ဆုံးတွင် စိတ်ကိုအတင်းဖြော်ပြီး၍ဇွတ်မိတ်အိတ်လိုက်ချင်းဖြင့်နောက်နေ့နနက်ကိုနှုတ်ခွန်းဆက်သောချက်ကိုပြင်ဆိုင်လိုက်လေတော့သည် ရေချိုးထမင်းစားပြီးသောအခါမျောလင့်ချက်ကင်းမဲ့စွာနှစ်ပင် ကားစိတ်သို့ထွက်လာခဲ့ရပြန်လေသည် ဟောဗျာခွေးမကလေးကားဆောင်နေပြန်ပြီဒီနေ့တော့တနေ့ကတွေ့သောမိမနှင့်စကားလက်ဆုံးကြနေပြန်၏တန်းကျယ်သည်အနာမကတ်တော့ပဲခလန်းလန်းကသာရဲ့၍ကားဆောင်နေရာ ချက်ချင်းလိုလိုပင် ကားတစီးဆိုင်လာ၏ပထမနေ့ကလိုပင်ကလေးမတို့အရင်တက်လိုက်သွားရာတန်းကျွဲအဖို့နောက်ကားကိုစောင့်ရပြန်လေသည် ကားစောင့်နေရင်းကပင်စောစောကကလေးမရက်သွားသောနေရာသို့ခေါင်းကလေးရွေဆောင်၍အပြီးတွင်မျက်စီရောက်သွားပြန်လေသည်ဟောကြနေပြန်ပြီလက်ကင်ပေါ်မှာမဟုတ်တော့ပါ လေချောင်းစာအိတ်ကလေးတစ်ခုဖြစ်ပါသည်တန်းကျွဲသည်လှမ်းကောက်ယူလိုက်ပြီး စာအိတ်ပေါ်ကစာကိုဖတ်ရန်စူးစမ်းလိုက်၏ ဦးကောင်းရွှေသွားပြန်သဖြင့်ချက်ချင်းမမြင်ရသေးပေ။ဦးကောင်းသည် နေမြဲသူရောက်လာမှစာအိတ်ပေါ်မှစာများကိုမြင်ရလေ၏။အမိကတော့နုနုခင်နေ။လိပ်စာယုံကြည်တယုံမှ အောက်တန်းစီမှလေးဖြစ်လျာတန်းကျွေအဖို့အဖိုးတန်လာသောတဲလွန်စားတရက်ဖြစ်ပါလေတော့သည်။ယုံသူရောက်သောအခါစာအိတ်ကလေးကို ထုတ်ကြည့်မိပြန်၏။စာအိတ်မှာဖွင့်ပင်မဖွင့်ရသေးပါ။တိတ်အေးမကြီးသောစာမို့ ဤမြကြအောင်မဖွဲ့ရသေးခြင်းပင်ဖြစ်ဟန်ရှိ၏ဤစာမှာ အမြန်ဆုံးမဏိကရသောစာဖြစ်ဟန်ရှိသည်အဘဲကြောင့်ဆိုသောယုံလိတ်တထားသောကြောင့်ပင်ဖြစ်ပေ၏အရေးမကြီးသောစာရဆောင်ကိုယုံတို့လိုက်ပေးရန်မှာတိတ်ကျေးဇူးတင်ခံရမည်မဟုတ်နိုင်သို့သောလိုက်လဲပေးခြင်းလှသည် နောက်ဆုံးတွင်တန်းကြွယ်သည် သူ့ဝမ်းထဲမှဝေဒနာကိုဒူးထောက်ပေးလိုက်သည့်အစုံ၌စာကိုလိပ်ပြမလုံစွာနှင့် ခိုးဖောက်ကြည့်မိတော်၏ တခါတုန်းကချစ်ခဲ့တဲ့နှုရင်ရေးရမှာဝမ်းတော်နေပါလေကွယ်မန်းကလေးကိုကုံတွေနဲ့တက်လာကနေတော့ကနှုကအစ်စ်မမြင်ပါနဲ့နော်လို့မှားလိုက်တာကလေးကြားရောက်မိလာပြန်တော့ပိုပြီးဝမ်းနေပါတယ်ဤနေရာ၌တန်းကျွေခေါင်းလဲသွားပြန်လေဤဒါပေမဲ့နှုလည်းရိပ်မိရောပေါ့မောင်စာမထဲ့တာနှစ်လားလောက်ရှိပြီမဟုတ်လားအဲ့ဒီကလေးကဈေးကြိုကမြကိုရင်းရင်းနေနေတည်လာပြီလေအခုတော့ သူနဲ့ကြိုက်မိနေပြီကွတငယ်နာကျော်ဆွဲပြန်၏နုလည်းတိမာပေါမောင်အနေနဲ့ဆိုရင်နုထက်ရုပ်လဲပူချောပတ်စံလဲပူရှိတဲ့လူတွေ့ရင်ရလဲရနိုင်မယ်ဆိုရင်ယူရတော့မှာပေါနောက်ပြီးသူကဆင်းလုံးချောနုရေကိုဘွားကံအချိုးပေးမကောင်းရတဲ့ရတယ်နုတို့အထယ်ရောက်ရမယ်ဆိုရင်ရွဲကွာရွဲပြန်၏နုတို့အထယ်ရောက်ရမယ်ဆိုရင်မောင်စိတ်မချမ်းသာလာဘူးနုရေကဲနုရေ ခွင်းလို့ရင်းနဲ့မောင်ကိုမေးလိုက်ပါတော့တခါတော့ကနုရဲ့ချစ်သူတိန်းစံဟောဗျာရွေ့နေပြန်ပါဘကောတန်းကျွေစာဖတ်ပြီးတော့ခါရွေ့ဤရွေ့ပြီးတော့ခါတက်ပြဲတစ်ချက်ချလိုက်ဤနုလေးတော့တနာစရာဖြစ်နေပြီသူစာကိုအตาပြန်ပိတ်လိုက်ဤနုနုခင်ဤယုံတို့ပြေး၍သွားပြရန်ဆုံးဖြတ်လိုက်ပြီ နေပါဦးစာပါအကြောင်းအရာကိုထောက်၍ကြည့်လင် နုနုခင်တို့ဟာဖျားကြုံနေများလားဟုတွေးမိပြန်၏။"အိုး၊ဘာဖြစ်ဖြစ်ကွာ။ခုခင်မှာဖျားကြုံနေပါလိမရှိတော့ပြီမဟုတ်လား။ပကုံးနှစ်ဖက်ကြားကခေါင်းပေါက်သောလူကြီးပင်ဖြစ်ပါသည်။တင်းမာသောတန်ရိတ်ထံကိုချပြီးနောက်တန်းကျယ်သည်စာအိတ်ကိုယူကာရုံးမှထွက်လာခဲ့လေတော့၏။နုနုခင်ကိုရုံးတွင်အလွယ်တကူပင်ရှာ၍တွေ့ပါ၏။သူစပွဲနာကဲ့၍စာအိတ်တအိတ် ကြကြံရင်း၍လာပေးချောင်းပြောလိုက်သည်နှင့်တပြိုင်တည်းနုနုခင်ဤမျက်နာလေးမှာဝင်သွားပြီးရုံငန်းအပြင်မှဈေးညံသို့ထွက်လာလျာတန်းကြွယ်မှလည်းနောက်ကလိုက်လာလိမ့်ဤမနေ့ကနုဝစောစောပြန်လာခဲ့တယ်လေအဲ့ဒါမမတဲရဆာအုပ်ယူထားလိုက်ပြီးဒီနေ့မနေ့ကျမှကားစိတ်မှာပေးတယ်သူလည်းနုကိုမြင်မှပေးဖို့တတိရတယ်တဲ့စားပြောက်သွားပြီမှလို့စိတ်ပြက်နေတော့ခုလိုဒုက္ခခံမိလာပေးတာတိတ်ကျေးဇူးတင်တာပဲစားက သိအဖို့တန်မိတယ်ရှင်။ဂျေဇူးဆက်တဲ့အနေနဲ့ပြန်ကားနေရင်ရုပ်ရှင်ကြီးဖို့ဝင်ငါးချက်ပေးလိုက်မယ်နော်။ဟင်းအဲကြီးနေကြီးနေတော်တော်ကြာတော့နှာရည်တလောပြည့်ရမှာ။တန်းကျဲပါဇက်ကပြောသောစကားမဟုတ်ပါ။ဝမ်းထဲမှာကြိတ်ပြောသောစကားဖြစ်ပြီးနုနုခင်မကြားလိုက်ပြီ။တန်းကျဲလှမ်းပေးလိုက်သောစာကိုသာယူပြီးဖွင့်ဖက်လိုက်၏။တန်းကျဲကခက်ကြောင်ကြောင်ပင်ငေးဆိုင်ကြည့်နေမိသည်။ခဏကြာသောအခါစာဖတ်နေသော နုနုခင်သည်ရှိုင်းလိုက်သည်နှင့်အမျှမျက်ရည်လုံးကြီးများသည် ပါးကလေးနှစ်ဖက်ပေါ်သို့ဒလင့်ကောက်ကွေးကြလာရှာတော့၏နုနုခင်သည်ခါးကြမလက်ကင်ဘဝကိုစွဲထုတ်လိုက်ရာ လက်ကင်ဘဝမှာဘယ်နေရာ၌ကြကြံရစ်သည်မသိအထက်ဆင်ဆွဲမိတော့ရာကထမိန်စမှာရှောကနေပြုတ်ထွက်လာသည်တွင်တန်းကြွယ်သည် ပြာကြီးပြာရာလန်ကင်ထားပေးလိုက်မိလေ၏နောက်မှ ဟာဟုဆိုကား လက်ပြန်လွတ်လိုက်ရာထမိန်စမှာကြားလူလူပြန်ဖြစ်တွင်နုနုခင်ကဖမ်းဆွဲ၍ပြန်ညက်ထားလိုက်ရလေသည်ခိတအားလက်ချင်းပြီးတွင်စက်ငိုနေပြန်သည်တန်းကျဲမှာဧကရီဤရှုံးမဲ့နေသောမျက်ခွက်ကို မကြည့်ရသဖြင့်လက်နှစ်ဖက်မြောက်လိုက်ကပခုံးနှစ်ဖက်ကို ကိုင်မီပြူပြီးမှမွေတွေ့သလိုတုံငနေပြန်ဆုတ်သွားလေ၏တဖန်မျက်ရည်တုပ်ပေးတော့မလို့နုနုခင်ဤမျက်နာနာကို သူ့လက်ဝါးကြီးရောက်လာပြီးမှကြောင်ချီးနေရင်ဆိုင်ရသလိုစက္ကနဲတန်သွားပြန်လေသည်နောက်ဆုံးတွင်ဘာမှမလုပ်တော့ပဲပါဇက်ကသာဖြောင်းပြရလေတော့ဤနုနုမငုံနဲ့လေလူတွေမြင်ကုန်မယ်မြင်ကုန်တော့ဘာဖြစ်သေးလဲမြင်ကုန်ရင်တွေ့ကြမှာပေါ့တန်းကျွဲမှာ ကြီးစရာတွေပြောနေသည်မဟုတ်ပါဖြောင်းပြရင်ပင် ပြောမိပြောရာတွေရှောက်ပြောနေခြင်းဖြစ်ပေသည်ဘာတွေ့မှာလဲငိုနေတာတွေ့မှာပေါ့ တိတ်ပါသူမယူလဲသူ့တက်သားတာတွေရနိုင်ပါတယ်နုနုခေမှာမျက်လုံးဝိုင်းကြီးနဲ့တန်းကျဲကိုပြူးကြည့်လိုက်ဤဒီတဲ့ရေးထားတာတွေရှင်ဘက်နဲ့တည်တယ်လဲဩဟဲဟဲကျွန်တော်ဖောက်ကြည့်ရလေမလိမ္မာဘူးတကယ်ပါကျွန်တော်ဖောက်ကြည့်တယ်နုကစုံသောဝတ္ထုတွေမဖတ်ဘူးထင်တယ်ဖတ်ဘူးလို့ရှင်စကားတခွန်းထွက်တာနဲ့တခနဲ့တည်တာပေါ့ဒီဖောက်ဖတ်တာပဲခေါင်းရွက်သွားပြန်လေဤပြန်တဲ့မှာဆက်ပြောရလေသည် ဒီဖောက်ပတ်တာပဲတိတာပေါ့ဟုတ်လားနှုတ်ဘာတိရအောင်မလဲတန်းကြဲမှာတွေ့ဝေသွား၏နောက်ထပ်စကားပြောမိပြုစဉ်ခေါင်းရွက်သွားပြန်လေသည်ဤကဲ့သို့သာ ရွေ့ရွေ့နေရင် ပုံလဲပြက်ဤစကားလဲဆုံးမည်မဟုတ် ထို့ကြောင့်ပင်သူ့ခေါင်းကိုလက်ဝါးနှစ်ခုနှင့်ညက်ကိုင်းထားပြီးပြော၏ဘာကြောင့်ဖောက်ပတ်တယ်ဆိုတာကိုတော့မသိဘူးပေါ့ဘာလို့မသိရမှလဲအထဲမှာဘာပါတယ်လဲသိချင်လို့ဖောက်ပတ်တယ်မဟုတ်လား ဒါတော့ဒါပေါ့ဒါပေမဲ့ဟိုလက်ကင်ဘောကကြတဲ့နေ့ကစပြီးနှုတ်ကိုကျွန်တော်စိတ်ဝင်စားခဲ့တယ်အဲ့ဒါယနေ့ထီပဲအိုးရှင်းရှင်းပြောရရင်ရှင်းရှင်းပြောရရင်နှုတ်ကိုကျွန်တော်ကျွန်တော်လေးဟဲဟဲအပြစ်တင်ရင်လည်းခံရမှာပေါ့ကြိုက်ကြိုက်ကြိုက်နေပြီဗျခုစားတွေ့တော့ဝမ်းတာလိုက်တယ်ဖြစ်ချင်းသူခမခေါင်းမရွက်တာတော့လေချောင်းအေးအေးနဲ့တစ်ဆုတ်ဆုတ်ကြီးပြေရရှာ၏ နုနုခင်ကမူဘာမှမပြောတော့မျက်လုံးဝိုင်းကြီးများနှင့်တန်းကြွယ်ကိုစိုက်ကြည့်လိုက်ပြီးခေါင်းငုံလိုက်လေ၏ပြီးမှတလုံးချင်းစကားတန်ထွက်လာလေသည် အမန်ကကိုသိန်းစံကို နုချစ်ခဲ့တာသူခြေတစ်ဖက်ပြတ်နေလို့ပဲတန်းကြွယ်ဤမျက်လုံးများမှာလေပင်ကိုစင်နှင်းခံရသောရင်ကောင်ကဲ့သို့ပြူးသွားလေ၏ဟဲခြေတစ်ဖက်ပြတ်နေလို့ကြိုက်တယ်ဟုတ်လားဒါဖြင့်ကျွန်တော်ခြေထောက်နှစ်ဖက်စလုံး မိရထအခြေခံလိုက်ပါပဲဗျာ။ तू ကတော်လန်ရေးတော့ကခြေပြက်ခဲ့တာ။နောက်ခုခေတ်မှာကုံတယ်လှုပ်ရှားနေတယ်။ဒီမှာကိုဟိုတင်းကိုတန်းကျယ်လို့ခေါ်ရင်ပိုနားထောင်ကောင်းပါလေ။အဲကိုတန်းကျယ်နှုရဲ့အိမ်တော်ရေးမှာအရေးပါအရာရောက်ဆုံးကနှုတို့ဆွေမျိုးတတိုင်နဲ့နှုအဖေပဲ။ကိုတန်းကျယ်နှုကိုတကယ်လက်ထက်ချင်တနေ့ကနေနေကြတော့ဖေဖေလာပြောတော့ဖေဖေသဘောတူရင်နှုလက်ထက်မယ်။ကိုသိန်းစံတို့ကလည်း ေဘေးသဘောတူညီချက်ရပြီးမှချစ်ကြတာလူတော့ယောက်ျားဆိုစိတ်ကုန်ပါပြီအောင်မဲယောက်ျားတွေစိတ်ကုန်လို့မိမရှာတွေတော့အယောမဝင်ပါနဲ့နော်တောင်းပန်ပါရစေကျွန်တော်တနင်္ဂနွေနေ့ကျရင်လူရဲ့ဖေဖေကိုလာပြီးပြောပါမယ်သဘောတူရင်နောက်နေ့လက်ထပ်မယ်လीစိတ်တော်မကုန်ပါနဲ့အောင်နော်ရုံးချိန်ရှိသေးသဖြင့်ဤမြလောက်နဲ့တခန်းရက်ခဲကြရလေသည်ထိုနေ့အဖို့တန်းကျယ်မှာဘဝင်မြူးလာသဖြင့် မော်တော်ကားတိုက်မိကိုပင်စိုးရင်ရလေသည်ထိုနေ့ညကခေါင်းသာမရွက်လင်တော်တော်ကောင်းသော အိမ်မက်များမမီမှာမလွယ်ချေအခန်းသုံးတနင်္ဂနွေနေ့သည်ဆက်ပြဲပြဲနေရောက်လာလေသည်နုနုခင်ပေးလိုက်သောအိမ်လေးစာတိုင်းတန်းကျယ်မှာနက်နက်စာစားပြီးပြီးချင်းလိုက်လာလေရာလှပသောနှစ်ထပ်တိုက်ကြီးဤတကားဝသို့ရောက်နေပေပြီ အထဲသို့ကဲကြည့်လိုက်ရာအတော်ကြီးတယောက်သတင်းစာဖတ်နေသည်ကို တွေ့ရလေ၏ ။အော်အတော်အတော်ကြီးဒီသူ့ကိုတောက်ဖက်မလုပ်ပါ။ဟဲဟဲဒီမှာခမကျွဲသွားပြန်ပါပြီ။သူ့ခေါင်းကခေါင်းပြန်တဲ၍ကြီးလိုက်ပြန်သောအခါအတော်ကြီးဒီသတင်းစာဖတ်မြဲပင်တွေ့ရ၏။သူ့ရွဲ့နေတော့ကမြမော့ကြည့်လိုက်လေသလားဟုတွေးမိ၏။သို့တော့မဖြစ်နိုင်ပေ။သူ့ကိုမြင်လျှင်ပြန်ငုတ်သွားမည်မဟုတ်ပါ။နောက်ဆုံးတွင်စိတ်မရှိသဖြင့်အနားမှာပန်းဝဲထဲမှာကြောက်ခဲတေးတေးလေးဖြင့် တရင်စာကိုလှမ်းပေါက်လိုက်ရာတကားကြမပေါက်ရသဖြင့်ဂဲလုံးလေးမှာအတော်ကြီးကိုပင်လွန်သွား၍အတော်နောင်နာက အပေါက်မှထွက်လာသောဆယ်နှစ်ခန့်ကလေးလေးတယောက်၏ထိတ်ကိုမှန်လျာကလေးမှာအဘာဘူးအာဦးဟုမာကရဘာသာနှင့်ငိုပြီးဝင်ပြေးလေ၏။ဤတွင်မှတရင်စာဖတ်နေသောအတော်ကြီးသည်သူ့ကိုမော့ကြည့်ပြီးရည်လိုက်က အတော်ကိုခေါ်သလားဟုပြောပြောဆိုဆိုထားပြီးတန်တကားဖွင့်ပေးလေ၏။ အတော်ကနားကန်းနေအခုလိုကြကြခေါ်မှကြားတာကလေးငိုတာကို သူ့ခေါ်သည်ဟုထင်၍ပြောနေချင်းဖြစ်ကြောင်းတန်းကြွယ်ရေးမိ၏သို့သောဘာမှဆက်ပြောမနေတော့ပဲလာရင်ကိစ္စကို ခက်ကြကြပြောလိုက်လေသည် ကျွန်တော်ကိုနုနုခင်ကမှားထားတယ်အတော်ကြီးသည်သူ့ကိုအေကန်းတဲ့သို့ခေါ်သွားပြီးကလထိုင်တစ်ခုကိုညွှန်ပြရင်းလက်ဖြစ်ထိုင်ခိုင်းဟန်ပြကအချားပေါက်တစ်ခုမှနေ၍ထွက်သွားလေ၏တန်းကြွယ်မှာထိုင်ချလိုက်မှာ သူညာဘက်ထရင်နာရှိပလက်ကလတ်ထိုင်းပေါ်တွင် မျက်လုံးတစ်ဖက်ကိုလက်ဖမိုးနှင့်ပုတ်နေသော အဖိုးကြီးတယောက်ကိုမြင်မိလေ၏ဤတွင်မှဒါနုနုခင်အဖေပြဟတူသည်ဟုမျက်နှာပေါက်ဖန်ရင်ကိုလေးကိုယိုးလိုက်စဉ်ခေါင်းရွက်သွားပြန်သည်ဖြင့်ပြန်တဲ့အောင်ဆောင်ပြီးမှသူ့ကိုကြည့်နေသော မျက်လုံးတစ်လုံးကို ပြန်ကြည့်လျက်ပြုံးလိုက်လေ၏အဖိုးကြီးမှခက်တီတီနှစ်ပင်အေးမဆိုင်ပဲကြံမျက်လုံးတစ်ဖက်ကိုသာ လက်ဖမိုးနှင့် ုံမြဲပုံနေရာတန်းကျဲမှာဦးကြောင်းကြောင်းဖြစ်သွားပြီး အဖိုးကြီးကိုမကြည့်တော့ဘဲဘေးနားကခုံကလေးပေါ်မှာသတင်းစာတစ်စောင်ကိုလှမ်းဆွဲလိုက်လေ၏သတင်းစာကိုကန်မိသည်နှင့်တပြိုင်နက်အဖိုးကြီးကဟဲ့ဟုဆိုလိုက်ရာတန်းကျဲမှာလန့်၍သတင်းစာဖုတ်ခနဲလွတ်ကြလေ၏အဖိုးကြီးကိုမော့ကြည့်လိုက်ရာ အဖိုးကြီးကမျက်စိမပွတ်တော့ဘဲသူ့ကိုကြော၍သူ့ဘဲဘက်ကအပောက်ကိုကြည့်ကဟဲ့ထွန်းစိန်နင်းမိတ်ဆွေလာတယ်ဟူ ပြောလိုက်လေ၏ဟုတ်ကဲ့လာပါဦဘကြီးသူ့ဆောင်လာပြန်ယူတာအထဲကပြန်ဖြေတန်းသာကြားရ၏လူကိုမတွေ့ရသေးပေအဖိုးကြီးသည်တန်းကျယ်ကို ကြည့်လိုက်ကမောင်ဘယ်တော့ကဝင်ထိုင်နေတာလဲယောခက်ရကြီးသည်အခုနကလေကျွန်တော်ဥဦတော်ပြုံးပါသေးရဲ့ဩငါကမျက်စိတစ်ဖက်ကန်းကွာဒီဘက်မျက်စိကကြောက်မျက်လုံးတက်ထားတယ်လေဒီဘက်မျက်လုံးပဲမြင်ရတာအခုနကဒီဘက်မျက်လုံးအကောင်ကရားလို့ပုတ်နေတာ မင်းဝင်လာတာငါဘယ်တွေ့မလဲကွာတန်းကျဲသည်တက်ပြင်းတစ်ချက်ချလိုက်ကကျမ်းမော်ကသတင်းစာကိုကောက်ကြည့်လိုက်၏ဟင်တန်းကျဲမော့ကြည့်လိုက်ရာဆက်လေးနှစ်ခန့်ခါကဘူးကြီးနေတငယ်လေးတယောက်ကိုတွေ့ရ၏ခမားဂျော်ဂျီမဟုတ်ပါဘူးဇော်ဂျီလည်းမဟုတ်ဘူးဝိဇ္ဇာလည်းမဟုတ်ဘူးခမားစာအုပ်ကိုကျွန်တော်ဘယ်တော့ငါငါလို့လဲငါမက်ညံတော့တော်တော်ကောင်းသားပဲဒါပေမဲ့ငါစဉ်းစားလို့မရဘူးထောက်တော့အရင်ဘောကငါတာဖြစ်မှာပေါ့ ။အိုးဘယ်နဲ့လူကြီးလဲမသိဘူး။ဘာကြီး तू ကဂျော်ဂျီမဟုတ်ဘူး။အလူကံပြက်မှာပေါ့။အဖိုးကြီးဒီတန်းကြွယ်ကိုကြည့်လိုက်။ဟင်ဟုတ်လား။ငါကမသိပါဘူး။ဒီနေ့မင်းမိတ်ဆွေလာမဲဆိုလို့ဒါတဲ့မောင်ရင်ကဘာကိစ္စတော့။ကျွန်တော်ကိစ္စကိုအခုနကနားထိုင်တဲ့မိမကြီးကိုပြောပြီးပြီ။အောင်မာအဲ့ဒါငါအမမတန်းတယ်ကွာ။သူ့ကိုမယုံမသိနားထိုင်တယ်လို့ဘတော့မှမပြောနဲ့။ तू သိစိတ်ဆိုးတယ်။တန်းကြွယ်မှာ ူလာသည့်အရေးမအောင်မြင်မှလည်းပူသေးပါ၏။နောက်မပြောတော့ပါဘူးခမညာ။သူကြိုက်အောင်ဘယ်လိုပြောရမလဲ။နားကန်းနဲ့ပြောမှကြိုက်တာ။ဘဲနာတွေပါလေ။နားကန်းနဲ့ဆိုသည်ကနားထိုင်နဲ့ဆိုသည်ထက်ရင်ကျေး၏တဲ့။တန်းကျယ်သည်အချင်းလေးကိုရင်ဆိုင်တော့မည်ဟုတန်နိုင်ထန်ချလိုက်၏။ခါကဘူးကြီးနဲ့ကောင်းလေးဂုံ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 နဲ့ထွက်သွားပြီးခြေတံများကြားရပြန်လေသည်။စောစောကတန်းကျယ်နဲ့တွေ့တော့နားထိုင်သည်အဲ့လေ နားကန်းသည့်မိမကြီးနှင့်အခြားမိမကြီးတယောက်ရောက်လာကြလေ၏ထိုမိမကြီးလည်းမခေပါခြေတစ်ဖက်ထော်ကျိုးထော်ကျိုးဖြစ်နေပါသည်ဒေါ်တန်းတင်ကထိုမိမကိုကြည့်၍ဟေ့မတန်းရင်ဟောဒီတငယ်ကညီကိုတွေ့ကျင်တယ်လို့ပြောတယ်ဟုပြောလိုက်ရာဒေါ်တန်းရင်ကတန်းကျွေကိုစိတ်စိတ်ကြည့်လိုက်သည့်ဤသူတန်းကျွေမှလည်းမဆက်ပြဲသွားလေသည်ဟာလွဲကုန်ပြီဒေါ်တော့ကိုကျွန်တော်မတွေ့ကျင်ပါဘူးပလက်ကလက်ထိုင်မှာ ကြွေဟူသောအတန်ဖြင့်အဖိုးကြီးသည်ရှေးသို့အားယူထိုင်လိုက်လေ၏ဟဲ့တငယ်မင်းကဂျော်ဂျီမဟုတ်ဘူးမဟုတ်ပါဘူးလို့ပြောပြပါပြီခမညာငါတို့ထွန်းစိန်ကလည်းမင်းစီမှာဘာစားအောင်မှမငါဘူးမဟုတ်လားအခုဘဝမှာတော့မငါဘူးပါဘူးအေးလေငါကလည်းရှေးဖြစ်မဲ့ဟာကိုဘာမှမပြောလို့ပါဘူးငါမိမမတန်းရင်ကိုလည်းမတွေ့ချင်ဘူးဆိုဟုတ်ပါတယ်ဒါဖြင့်အကြောင်းတစ်ခုတည်းငါစဉ်းစားလို့ရတယ်ဘာပါလဲခမညာ မင်းအိမ်မှဝင်လာပြီဒါမှမဟုတ်ရင်လေငါတို့အင်ကြီးဟာနေရာမှားနေပြီတခုခုဖြစ်ရမယ်ကွတန်းကြွယ်သည်ပြုံးလိုက်လေသည်ဒီအင်ကြီးဟာလည်းနေရာမှာမှားပါဘူးကျွန်တော်လည်းအိမ်မှာမှားပါဘူးရွှေပြန်ဤကျွန်တော်တွေ့ချင်တာကနုနုခင်ပါပဲအီရင်တော်တန်းတင်ကဟဲဒါဖြစ်တနာစရာပေါ့ကွယ်ဘယ်တော့ကဆုံးသွားတယ်လေဟူမေးလေရာအဖိုးကြီးကအตาနေဟူသောသဘောဖြင့်လက်ကိုဘေးရပြလိုက်ပြီး တန်းကျယ်ကိုစကားပြန်ပြောလိမ့်၏။"ဩငါသမီးကိုတွေ့ကျင်လို့လား။စောစောကပြောရောပေါ့ကွာ။ငါဟာမင်းတွေ့ကလေးကဒီကောင်ဘာလာလောက်ပါလိမ့်လို့စဉ်းစားလိုက်ရတာ။အခုမှ စိတ်အေးသွားတယ်။ငါသမီးအပေါ်တက်မှရှိတယ်။မတိုင်းရင် ခေါ်လိုက်ပါ။ခြေထော်ကျုံးနေအတော်ကြီးထွက်သွားပြီးမှမကြမီနုနုခင်နဲ့အတူပြန်ရောက်လာ၏။""ဩကိုတန်းကျယ်ပါလား။ကဲရှိရှိဝေးဝေးတွေရှောက်လို့မနေပါနဲ့။ဖေဖေကိုပြောလိ။ဘာပြောရမှာလဲ။ ။တနေ့ကနှုတ်ကိုပြောတဲ့ဟာလေ။နှုတ်ကိုပြောတော့ကစကလုံးတွေမိကုန်ပြီ။သဘောတော့ပါရင်တော်ရောပေါ့နော်။အေးလေတိတိကျကျမဟုတ်ပါဘူး။တန်းကျယ်သည်အဖိုးကြီးဘက်သို့လှည့်လိုက်လျာအဖိုးကြီးကလည်းတန်းကျယ်ဘာပြောမလဲဟုစိုက်၍နားထောင်နေလေ၏။တန်းကျယ်သည်မျက်လုံးလေးပေကလက်ပေကလက်နှင့်လှုပ်လိုက်ကတစ်ချက်ရွေးလိုက်သေး၏။ပြီးမှ"ဦးလေကျွန်တော်အပြစ်တင်ရင်လည်းခံရမှာပေါ့။ဦးကိုကျွန်တော် ကြိုက်နေပြီခမဟုပြောချလိုက်ရာအဖိုးကြီးကနေရွယ်များထောင်လာသည်နှင့်အမျှနုနုခင်မှာဟဲဟဲဟဲဟုရီမိသည်ကိုတန်းကျော်ရလည်းတနေ့ကအတိုင်းပြောတာပဲ"နို့နုကနုကိုပြောတာပြောဆိုသဘောတော့ပါရင်ပြီးရယ်ဆို"ကဲထားပါတော့ဒီမှာဖေဖေ तू ကနုကိုကြိုက်တယ်တဲ့ဖေဖေတို့သဘောတူရင်လက်ထပ်ပါမယ်တဲ့အဖိုးကြီးသည်တန်းကျော်ကိုကြည့်လိုက်ရာတန်းကျော်မှရွေ့လိုက်သဖြင့်အဖိုးကြီးလည်း ဖြောင်းပါမီတန်းကြွယ်ကောင်းလည်ရာဘက်သို့လိုက်ကြည့်သည်ပြီးမှစကားပြောလေသည်မင်းရွဲတာတော့ငါသိတဲ့ဘောကြတယ်ကဲစဉ်းစားရမှာကမင်းကွာမင်းငါတို့အတိုက်ကို အကုန်သိရလားငါတဖက်ကန်းကွာငါအမကနားကန်းနေငါမိမကခြေထော်ချိုးနေငါတူကခါကဘူးကြီးနေကွာငါသားအငယ်အသက်10နှစ်ရှိတဲ့တူတူကအနေတယ်ကွာငါယောက်ဖားကအခုအိပ်ရထဲမှာရှိတယ်နေရွက်တွေပြန့်နေပြီ။ တန်းကျဲမှာရွဲလိုက်ပြီးမှမျက်လုံးပြူလိ။ဟောဟိုမှာဟဲ့အောင်လာစမ်းဒီကောင်ကတို့အိမ်မှာတောက်တူမဲရလုတ်ပေးတယ်ကောင်လေး तू ကလည်းမခေပါဘူးဟေးမင်းတမင်းစားပြီးပလားအဖိုးကြီးကလှမ်းခေါ်လိုက်၍ကတ်လာတော့ကောင်လေးကမမမစားရတဲ့တေးသေးသေးပါဘူးဟုပြန်ဖြေမှအဖိုးကြီးကသွားစားကြည့်ကဲတွေ့လား तू ကထစ်နေတယ်ကလေးထိနဲ့ကောင်မလေးကြည့်ဦးမလားဖို့ဆိုအိုနာဖြစ်လို့ နှာခေါင်းမရှိဘူးကွာဟောဒီဓာတ်ပုံတွေကဟာကငါညီလက်ကွာသူကအခုအပြင်ထွက်လင်းနေတယ်တန်းကျွေသည်အဖိုးကြီးပြတော့ဓာတ်ပုံကိုကြည့်လိုက်ရာနေရွယ်ကလေးတစ်ဖန်လိန်ကပ်နေသောလူကြီးတစ်ယောက်ဤပုံကိုမြင်ရလေ၏အဲ့ဒီတော့ဒို့နဲ့ဖြစ်မဲ့လူကသူကိုယ်တိုင်ကလည်းတခုခုဖြစ်နေမှာအခုတော့မင်းလည်းရွဲ့ရွဲ့နေတာငါတဲ့သဘောကြသကွာငါကတော့ကြည်နေပါရဲ့မင်းဘက်ကစဉ်းစားပါတန်းကျွေသည်ရဲရဲရင့်ရင့်ပင် ဆုံးဖြတ်လိုက်ပြီးဖြည့်၍အပြေးပေးရမှာဝန်မလေးလှပြီကျွန်တော်ကနုကိုတကယ်ပဲဆွဲမှတ်ပါတယ်ဒီတော့ကျွန်တော်လက်ထပ်ယူပေးရစီကဲမေ့ကြည့်နိုင်ရင်လည်းသဘောပေါက်ကွာကဲဘယ်နဲ့လဲဟုတန်းကျဲသည်နုနုခင်ကိုလှဲ့မေးခြင်းဖြစ်တော့လေခေါင်းရွယ်သွားသဖြင့်ဒေါ်တန်းတင်ကြီးစီတို့မျက်စီရောက်သွားရာဒေါ်တန်းတင်က အေးပြန်ကြည့်ပြန်တော့လေနောက်ကျုံလေးလာခဲ့အောင်ပေါ့ဟုစွတ်မှုတ်လိုက်လေဤ သို့သောတန်းကြွယ်ကောင်းပြန်တဲ့သောအခါနူနူခင်ကသူ့ပြောမှန်းသိ၍ပြုံးလိုက်လေသည်တန်းကြွယ်သည် အဖိုးကြီးဘက်လှည့်လိုက်ပြီးဥရိုအတိုက်ကဘာဖြစ်နေနေနူလေးတယောက်ကတော့၆ပြစ်ကင်းမှာပဲကလားအဖိုးကြီးသည် မျက်မှောင်ကျုပ်ပြစ်လိုက်လေသည် ဘာကွာ၆ပြစ်ကင်းဘယ်ရဟုတ်ရမှာလဲမေးတော်တော်လျှော်တဲ့ကောင်ငါကမေးကြိုက်နေတယ်ဆိုတော့ခြေစုံကောင်းဆုံးကြည်ပြီးပြီမှတ်လို့ဟင်တမီးနေ့လက်ဖြတ်ပြစမ်း နုနုခင်သည် ရှက်တလိုလိုနှင့်အဖေ့ဩဇာနာခံရရှာလေသည်လက်တန်းကလေးတစ်ချောင်းမှာ အရင်ကပုတူတူအလုံးကလေးပဲဖြစ်နေပါသည် ရှင်းရှင်းဆိုရလေလက်တန်းဟုခေါ်စရာပင် မရှိရှာပါလက်လေးချောင်းနှင့်အလုံးကလေးတစ်လုံးဖြစ်ပါ၏တန်းကျဲသည် အဖိုးကြီးကိုမော်ကြည့်လိုက်၏ထုံးစံအတိုင်းရွေးလိုက်ပါသေးသည်အဲ့ဒါမွေးကလေးကားကွာတိန်းစံဆိုတဲ့အကောင်တကောင်ငါသမီးကိုယူမယ်ဆိုပြီးအခုဂရိဖြတ်သွားတယ် သူတို့ကလည်း तू ကခြေချိုးနေလို့ငါကသဘောတူခဲ့တာအခုခွေးမသားကလူပန်းဝါတယ်မင်းကတော့ဘလို့လုံးရှင်းရှင်းပြောကွာနောက်မှမရှင်းမရှင်းမလုပ်နဲ့တခုတော့ရှိတယ်ဟိုကောင်ကမွေးကလေးကခြေမပါတာမဟုတ်ဘူးနောက်မှကြိုးတာမင်းကမွေးကလေးကတငငယ်နာကျော်ဆွဲတာနဲ့တူတယ်ဒီတစ်ချက်မင်းကတားပေးတာပဲတန်းကျဲသည်အဖိုးကြီးစကားပြက်သည်နှင့်တပြိုင်နက်ဝင်ပြောလေ၏ဘာပဲဖြစ်ဖြစ်ကျွန်တော်နှုတ်ကိုလက်ထပ်ပါမယ် ဒေါ်တန်းနဲ့တယောက်ကလွင်လင်အားလုံးရှင်လန်းသွားကြလေသည်ဒေါ်တန်းနဲ့တယောက်သာကြောင်တက်တက်ဖြစ်နေရကပြစ်မှဖြစ်ရလေမောင်ရင်ကို့မိမဆုံးသွားလဲထမိန်တွေပေါင်စားရသလားလို့ဟု ပြောလိုက်ရာနုနုခင်အမေခြေထော်ကျိုးဒေါ်တန်းရင်က အတွင်းဘက်သို့ဆွဲခေါ်သွားလေ၏တန်းကျယ်မှာအသက်22နှစ်ခန့်ရှိ၍အသားဖြူဖြူလူကျော်ကလေးတယောက်ဖြစ်သည်သူမှာပြောစရာတစ်ခုတည်းရှိ၏ထို့ပြောစရာကြောင့်ပင် စွန်သွားလီပြီတကားမြမပြည်သည်မြည်သည့်အုပ်စုထဲမှမပါတော်လဲတန်းကျွဲတယောက်တော့ဖြင့်ထိုနေ့ကစပြီးဒုက္ခိတအုပ်စုထဲပါသွားပြီကောလေဝမ်းနေစွာဖြင့်ကြက်ကလေးနားစင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်